မတော့မွေးနေ့ကတော့နှစ်တိုင်းလှူဖြစ်တယ်ပေါ့နော်ဒီနှစ်ကတော့လူ200စာပေါ့နော်ပြီးဆုံးဘဲကလာဟင်းရေပြီးတော့အဲငါ6ကြော်ရေပြီးသွားလို့ရှင်တခွားသီးဆက်လက်ရတိုးစရာရေပြီးရင်တည့်ချင်တော့ရေပေါ့နော်လူ200စာငွေမောက်အပြင်တော့6သိန်းပေါ့နော်မွေးနေ့မှမဟုတ်ဘူးပေါ့အများတန်းကိုလှူခြင်းစိတ်ပေါက်တဲ့အခါကျရင်အများတန်းလှူဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့အဲနောက်ထပ်အလှူတွေကတော့စိတ်အများတန်းဖြစ်နေတဲ့အခါကျတော့လေအများကြီးလှူပြဖို့ရှိပါတယ်ဟုတ် ဒါမှတော့မွေးနေ့ကတော့နှစ်တိုင်းလှူဖြစ်တယ်ပေါ့နော်ဂေဟာတို့ brighter တွေဟိုဟာပေါ့ဒီမိဘမဲ့ဂေဟာတို့ဘဝရိတ်တာတို့အဲ့ဒါတွေကတော့ဟိုအရင်တော့ကနှစ်တိုင်းလှူဖြစ်တယ်အာဒီနှစ်ကတော့ဂေဟာတွေဂေဟာမဟုတ်ပဲနဲ့ပေါ့နော်တမျိုးလေးလှူကျင်တဲ့ခါကျတော့အာအခုဒီမှာပေါ့ဒူ200စာပေါ့နော်အဲ့ဒါလေးကိုထမင်းနဲ့ဘက်ကလာဟင်းရယ်အဲဟင်းရယ်ပေါ့နော်အဲ့ဒါလေးရယ်လှူဖြစ်တာပါဟုတ် နေရာတွေဘာတွေကြောက်ရင်မောင်ကစိတ်မသိဘူးပေါ့နော်မသိရခါကျတော့ဒီမက်ရွှေလဲကိုပဲအမကပဲအဘူကတ်ကတော့အမဟိုလှူကျင်တယ်ပြီးတော့မောင်ကဟိုတကယ်မရှိတဲ့နေရာလေးတွေပို့ပြီးတော့လှူဖြစ်ချင်တယ်ဆိုတဲ့ခါကျတော့အမကနေရာလေးတွေရွေးပေးနေမောင်ဒီနေရာကိုလှူဖြစ်တာပါဟုတ် အဲပဲကလာတီးဆောင်ပဲကလာဟင်းရေပြီးတော့အဲငါ၆ကြော်ရေပြီးတော့လို့ရှင်တခွားသီးဆက်လက်ရတုတ်စရာရေပြီးရင်တဲ့ချင်တုတ်ရေပေါ့နော်အဲ့ဒါတော့လေဘယ်လိုနေရာမှာဖြစ်ဖြစ်အထမင်းမိန်နဲ့အလူတိုင်းမှာဆိုလဲစားဖြစ်တယ်အဲ့ဆိုအမကပြောရေဘာလေးလူကျင်လဲဟင်းမီနူးလေးသူကပြပြအချိန်မှာဟိုအဲ့ဒါလေးပေါ့တခြားအသားတွေကြတော့လေလူတိုင်းမစားရဲ့အသားတွေရှိရေပြီးတော့ဆိုရင်မဟုတ်ဘူးခုနောက်ပိုင်းအသားတွေစားလာပြင်းနေဆိုအသီးရွက်လေးနဲ့ပြရာသီဥတုလည်းပူတော့လေချင်းချင်းငန်းငန်းလေးအဲ့လိုစားဖြစ်အောင်ဆိုလို့ဘဲကလာဟင်းဆိုတာလူတိုင်းကြိုက်တယ်အဲ့လိုမျိုးလူဖြစ်တာပါဟုတ် ုံမှန်ကတော့ဟိုမကလည်းမေးတယ်ဘလို့လှူကျင်လဲညီမလေးအဲပေါ့ဟိုတယောက်ချင်းစီကိုထမင်း box box နဲ့ထည့်ပြီးတော့အဲ့လိုမျိုးလေးလှူကျင်လားအမတို့လှူပေးရမလားပြီးတော့ဆိုရင်မောကကျတော့ဟိုကိုယ့်ရဲ့မွေးနေ့အလှူလဲဖြစ်တဲ့အခါကျတော့ကိုယ်တိုင်ကိုယ်ကျလှူကျင်တယ်ပြီးတော့အဲ့လိုဘူးနဲ့ဒီလိုထည့်ပေးလိုက်ရတဲ့ feeling ထက်ကိုတယောက်ချင်းစီလားယူတဲ့ဟာကိုကဟင်းခတ်ထည့်ပေးလိုက်ရတဲ့ခံစားချက်ကမတူဘူးလေနော်ပီတိပူဖြစ်ရတယ်သူတို့ပြီးတော့ဟိုစားကြရမြင်တဲ့အခါကျတော့ပို့ပို့ပြီးတော့ပီတိဖြစ်ရတယ်ပို့လဲပြောတယ်အဲ့ဒါဆိုဒီလိုမျိုးလေး တော့ကိုယ်တိုင်ထည့်ပြီးတော့ဟိုဟာတွေ့ဖြစ်တာပါဟုတ်ဟိုလိုင်းမော်နေလှူလိုက်လို့လဲရရတယ်ပေါ့နော်ဒါပေမဲ့အဲအဲ့လိုမျိုးလှူရတာနဲ့ကိုယ်တိုင်ကိုကြဒီလိုမျိုးလာလှူရတယ်အမှလာစားကြကလေးလည်းအများကြီးပဲလာစားကြတာအဲ့လိုမျိုးမြင်တဲ့အခါကျတော့ဟိုခံစားချက်ကပိုပြီးတော့လေပိုပြီးတော့ဟိုပျော်တယ်ပေါ့နော်အတက်အခုပေါ့ဒီ20ကျော်လာတဲ့နောက်ပိုင်းမှာကိုယ့်ကကိုယ်အလုပ်လုပ်လာရင်ဟာ အချိန်လေးတစ်ခုရောက်လာတဲ့အချိန်မှာပေါ့နော်အလှူလေးလှုပ်ဖြစ်လာတဲ့အခါမှာမွေးလေးမှမဟုတ်ဘူးမော်အများနဲ့ကိုလှူခြင်းစိတ်ပေါက်တဲ့အခါကျရင်အများနဲ့လှူဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့အဲနောက်ထပ်အလှူတွေကတော့စိတ် အမြဲတမ်းဖြစ်နေတဲ့အခါကျတော့လေအများကြီးလူပြစ်ဖို့ရှိပါတယ်ဟုတ်ဒီဟာကတော့လေလူ200စာပေါ့နော်လူ200စာငွေမောက်အဖြစ်တော့ဟိုပါပေါ့ဟို6သိန်းပေါ့နော်6သိန်းအတယောက်ကိုအမအမအတွက်ပေးရပါတော့တယောက်ကိုဘလောက်တန်ဘလောက်တန်ဘလောက်တန်ရှိရဲဘလုံမျိုးလေးလှူခြင်းလဲဆိုတဲ့အခါကျတော့ဒီမောကအဲဒီဒီပက်ကလာဟင်းနဲ့ဟာယူထားတာတယောက်ကို3000ဟာရှိရဲပေါ့နော်အဲ့လိုမျိုးနှစ်ယောက်စာလှူခြင်းလဲအဲ့လိုမျိုးဆိုအဲ့လိုလူ200စာဆိုတာလေးလှူဖြစ်တာပါဟုတ်အသက်တစ်နှစ်ပို့ပြီးတော့ကြီးလာလေလေအဲအတွေ့ ့ကြုံတွေများလာလေလေရင်းချက်မှုတွေပိုများလာလေလေဘဝရဲ့တင်ကန်းဆိုင်ရလာပါဘောเนาะရလာတဲ့အချိန်မှာအခုလိုအသက်အရွယ်အပိုင်းကြားမှာအရင်တော့မွေးနေ့ဆိုလို့ရှိရင်တငယ်ချင်းတွေနဲ့ပြောမယ်အပြင်သွားမယ်အဲ့လိုမျိုးခံစားချက်ပေါ့เนาะအခုအသက်အဲရောက်လာတဲ့အချိန်မှာအာကိုကိုတကယ်ချစ်တဲ့လူကိုမိသားစုနဲ့အချိန်ကိုကုံဆုံးရတာပို့ပြီးတော့အဲကောင်းတယ်လို့ခံခံယူရဲပေါ့เนาะအဲအပျော်ရီထက်ပေါ့เนาะအခုအချိန်မှာတော့အဲ အရင်နှစ်တည်းလုံးနဲ့တိတ်မတူတော့အပျော်ရထက်ကိုယ့်ရဲ့မိသားစုကိုယ့်မိဘတွေနဲ့ကိုရှေ့ရတဲ့မိသားစုလေးနဲ့ပဲပျော်ပျော်ရွှင်ရွှင်လေးနဲ့အဲ့လိုမျိုးလေးဖြတ်တန်းရအေးကျန်းကျန်းလေးအဲ့လိုလေးပို့ကြိုက်ပါရဟုတ်28 28 30ပြည့်တော့ပါလူပညာကတော့လေကိုကဝါသနာပါတဲ့ခါကျတော့အခုချိန်မှာသူများအရင်ကြီးတော့လဲအောင်မြင်တဲ့အနေထားတော့မဟုတ်ပင်မဲ့ကိုယ့်ကိုတော့အနေထားလေးတစ်ခုပေါ့နော်ရှိရဲဒါပေမဲ့အဲ့ဒါကိုဒီမောကပျောက်လိုက်ပေါ်လိုက်လုံနေတဲ့ခါကျတော့အဲ့နေရာမှာလူကတိလိုက်မတိလိုက်ဖြစ်နေတာပေါ့နော်ဒါပေမဲ့မရှိရှောက်တော့အဲပေါ့အဲ့လိုချင်း င်းလေးတွေပေါ့နော်အာနည်းနည်းလေးဝါသနာပါဆင်းလေးဆိုဖြစ်မယ်ပေါ့အဲ့ဒါလေးတော့ပဲကျန်တာတော့ block လေးရိုက်တယ်အာဇလန်းတွဲလေးတွေကတော့ရှိရခါကြရင်ရိုက်တယ်အရှိအရှိမှာတော့ရိုက်ထားတော့၃လေးဟာကရှိရဟုတ် ။နောက်ပိုင်းကတော့လောဆယ်ခဏနားထားရချင်။ဒီနေ့ရမုံလူတဲ့အလူလေးကိုလာစားကြတဲ့လူကြီးသူမကလေးငယ်အကုန်လုံးလည်းကျေးဇူးများကြီးတင်ပါတယ်။အဲပြီးတော့ဘောနော်ဒီလိုမျိုးအလူလေးဖြစ်အောင်ဒါမှမဟုတ်တေချာလေးလုပ်ပေးရဲ့ဒီ Pride အဖွဲ့မက်ရွှေလဲတော့အဖွဲ့ကိုလည်းကျေးဇူးများကြီးတင်ပါတယ်လို့။အာဒီနေ့ရမုံလူတဲ့အလူကိုအကုန်လုံးဘောနော်နက်လူသားတို့နက်လူအားလုံးသားတို့ရကြပါစေလို့ရမုံပေးပါရရှင်။